ရေဝင်ပါလို့ဘင်းဆွဲဆောက်ဆစ်ဆစ်ဆွဲခုခြိုက်ကုန်ပြီမင်းပတ်စာကြီးမှာလဲဘင်းဆံမခြိုက်ကုန်ပါမယ်တ anya ကျွန်တော်မပြောလဲခင်ဗျားလို့သိပါပါအားလုံးပဲဒီကလာပါရှင်စစ်ကောင်စီတပ်ဟာအာဓမဆူဆောင်းထားတဲ့စစ်သားတပ်တွေကိုမူးယစ်ဆေးနေတည်ပြီးတိုက်ပွဲတွေမှာရှေ့ကနေအသေးခံတိုက်ခိုင်းတဲ့အထောက်ထားတွေအိုပြီးတွေ့လာရပါတယ်ဒါကြောင့်ဒီတစ်ပတ်မှာမူးယစ်ဆေးတွေတုံးထားပြီးအသေးခံတိုက်နေရတဲ့စစ်သားတပ်တွေအကြောင်းပြောပြပါမယ် စက်တင်ဘာလဒုတိယပတ်ကစစ်တပ်စစ်ကြောင်းပြတ်ပြီးစုခွာထွက်ပြေးသွားတဲ့စကိုင်းတိုင်းကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲမှာစေးကြောင်နေတဲ့ပြည်သူစစ်မှုတန်းတင်းနှင်းစစ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဖမ်းမိခဲ့ပါတယ်။စေးကြောင်ပြီးစကားတွေဘလုံးမထွေပြောနေတဲ့စစ်မှုတန်းတင်းနှင်းစစ်တယောက်ရဲ့ရုပ်သံမှတ်တမ်းကိုဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော်တွေကထုတ်ပြန်ခဲ့တာပါ။စေးကြောင်နေတဲ့ပြည်သူစစ်မှုတန်းတင်းနှင်းစစ်သားတွေချောင်းမတိုက်ပွဲမှာတိုက်ဆုံကြတာများသလို့ ဟမ်မီဒါရီလည်းရှိတယ်လို့ပါဝင်တိုက်ခိုက်ခဲ့တဲ့ကာကွယ်ရေးရဲဘော်တို့က People Spring ကိုပြောပါတယ်။တင်နန်းစစ်သားတွေတွေကိုဆေးပြားတွေနဲ့အတူဖမ်းမိခဲ့တာလို့လည်းသူကဆက်ပြောတာပါ။ရုပ်သံမှတ်တမ်းထဲမှာလည်းဆေးကြောင်နေပြီးဒဏ်ရာရထားတဲ့စစ်သားတွေတအုပ်ကို PDF တအုပ်ကကူညီဖို့ဆေးအဖွဲ့ခေါ်ခဲ့ပါတယ်။စစ်သားတွေနဲ့စကားပြောဖို့စူးစမ်းနေပေမဲ့အဲ့ဒီစစ်သားတွေကဆေးကြောင်ပြီးအစီအငော်မတည့်ရဲ့ပြောချင်ရာပြောနေတာကိုတွေ့ရပါတယ်။စစ်သားတွေကတိုက်ပွဲတွေမှာမူရစ်ဆေးဝါးတွေတုံးပြီးစစ်တိုက်ကြတာ။ ဈေးကြောင်ပြီးပြစ်ခတ်နေတဲ့ကြားတကွင်းထဲပြေးဝင်တာဒီလိုဖြစ်ရတွေကိုတော်လှန်ရေးတပ်တွေကပြောခဲ့တာကြားပါပြီဒါပေမဲ့စစ်သည်ဝင်တာလပိုင်းပဲရှိသေးတဲ့စစ်သားတွေကိုမူးယစ်ဆေးတွေကြွေးထတာကြောင့်ဈေးကြောင်နေတဲ့ဗီဒီယိုထောက်ထားတွေကိုပြည်သူတွေတွေ့ရတဲ့အခါအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်စစ်သားတွေအသုံးအများဆုံးလူမှုကွန်ရက်မီဒီယာဖြစ်တဲ့ TikTok ပေါ်မှာစစ်သားတွေတကူကရက်ရှည်တိုက်ပွဲတွေမှာစိတ်ကြွဆေးတွေတုံးတာကပုံမှန်လို့ဖြစ်နေပြီးတက်ထဲမှာမထူးတော့ဘူးလို့ပြောပါတယ်တပ်ဖွဲ့ဝင်တွေမှမဟုတ်ဘူး အရာရှိတွေလည်းမူးယစ်ဆေးတုံးကြတယ်လို့သူကဖွင့်ချခဲ့ပါတယ်။အာနာသိစစ်တပ်ကဆုံးရှုံးနေမျိုးတွေပြန်ရဖို့တံပြန်ထိုးစစ်စင်တာစစ်ကြောင်းထိုးတာဒီလိုစစ်စင်ရေးတွေမှာပြည်သူစစ်မှုတန်းတပ်သားတွေကိုလူသားတိုင်းအဖြစ်အသုံးပြုတာစစ်သားတွေကိုမူးယစ်ဆေးတုံးစစ်တိုက်ခိုင်းတာတွေပိုလှုပ်ဆောင်လာတယ်လို့ဒေါ်လန်ရင်အင်အားစုတွေစစ်တုံးပန်းတွေနဲ့လေ့လာသူတချို့ကပြောပါတယ်။2023နဲ့2024ခုနှစ်တွေမှာနိုင်ငံတော်ကမြို့ရွာနေမြေဒေသအများပြားလက်လွတ်ဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီက ်စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီးစစ်သားစုဆောင်းတာတွေဇက်တိုက်ပြုလုပ်ခဲ့ပါတယ်။လအတိုင်းစစ်သားစုဆောင်းမှုတွေလုပ်ခဲ့တဲ့စစ်ကောင်စီတပ်ကစစ်မှုထမ်းအင်အား9000ထိစုဆောင်းထားနိုင်ပြီလို့ခန့်မှန်းရကြောင်းမြန်မာစစ်ဘက်ရဲရဲနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကကိုနောင်ယူပြောပါတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားတွေကိုရှေ့ဆုံးကထားပြီးပြုလုပ်တဲ့စစ်စေးတွေပိုလှုပ်လာတာကိုတွေ့ရတယ်လို့သူကဆိုပါတယ်။ အခုလိုတက်သားဆူဆောင်းမှုကြောင့်စစ်ကောင်စီကတက်အင်အားများစွာအသုံးပြုလာနိုင်တယ်လို့လည်းသူကဆက်ပြောတာပါ။ရှေ့တန်းစစ်စင်ရေးစစ်ကြောင်းတွေတိုက်ခိုက်ရေးတပ်မတွေရဲ့အင်အားဆိုရင်အရင်ကထက်နှစ်ဆကျော်လောက်ထိများပြားလာတာကိုတွေ့ရတယ်လို့သိရပါတယ်။နိုင်ငံအနှံ့တံပြန်ထိုးစစ်ဆင်နေတဲ့စစ်တပ်ရဲ့အင်အားတွေထဲမှာစစ်မှုထမ်းဥပဒေနဲ့မတရားဖမ်းဆီးခံထားရတဲ့လူငယ်တွေရဲ့အင်အားက80ရာခိုင်နှုန်းဝန်းကျင်လောက်ရှိနေတယ်လို့ကိုနောင်ရိုးကပြောတာပါ။ဒါကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အခုလိုမျိုးစစ်မှုထမ်းစုဆောင်းမှုအပေါ်တုံ့ပြန်ဖို့အခြေအနေတရက်လုံးကိုလွှမ်းခြုံတဲ့မူဝါဒစဉ်းစားမှုမှန်ကန်စွာတုံ့ပြန်နိုင်မှုတွေလိုအပ်တယ်လို့သူကအကြံပြုပါတယ်။ဘကိုးတိုင်းဒေသစီရင်လှူရှားနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဘကိုးခရိုင်တပ်ရင်းနဲ့တာဝန်ရှိသူတို့ကလည်းစစ်ကောင်စီဟာစစ်သားတွေကိုမူရစ်ဆေးသုံးခိုင်းပြီးစစ်တိုက်ခိုင်းတာတွေကိုတွေ့ရတယ်လို့ပြောပါတယ်။ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာလီသတင်းရင်းမြစ်တို့ကလည်းစစ်ကောင်စီဟာတနင်္သာရီတိုင်းစစ်စင်ရေးတချို့မှာ စစ်သားတွေကိုမူးယစ်ဆေးသုံးစစ်တိုက်ခိုင်းတာတွေရှိတယ်လို့အလင်းဝင်လာသူတွေစီကသိရကြောင်းပြောပြပါဗါတယ်အဲ့ဒီလိုပဲကချင်လွတ်လပ်ရေးတပ်မတော် KIA တင်ထားတဲ့ကချင်ပြည်နယ်ဆော့လော်မြို့နယ်လန်းဆဲဒေသကိုပြန်ရဖို့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ဘူးပေါင်းတပ်ကတပ်ဖွဲ့ဝင်တွေကိုမူးယစ်ဆေးအသုံးပြုစစ်တိုက်ခိုင်းတယ်လို့ဖမ်းမိထားတဲ့စစ်တုံးဘန်းကထွက်ဆိုခဲ့ပါတယ်ကချင်ပြည်နယ်ကဗမော်ရခိုင်ဒေသနဲ့ကရင်ဒေသစစ်စင်ရေးတွေမှာတနန်းစင်းစစ်သားတွေမူးယစ်ဆေးသုံးစစ်တိုက်တာပြည်သူတွေအိမ်ဖျက်ဆီးတာ စစ်မှုတန်းတွေကိုရှေ့မှာလူသားတိုင်းအဖြစ်ထားပြီးစစ်တိုက်ခိုင်းတာတွေရှိခဲ့တယ်လို့ဒေါ်လှန်ရေးတပ်ဖွဲ့တွေစီကိုအလင်းဝင်လာတဲ့စစ်သားတွေကပြောပြကြပါတယ်။ဗမော်တိုက်ပွဲမှာ KIAC အလင်းဝင်ခဲ့တဲ့တမ88လက်အောက်ခံခမရ435တက်ကတပ်သားကြော်စရာထုံးရဲ့ပြောပြချက်အရရှေ့တန်းမှာတပ်သားတွေကိုအသေးခံစစ်တိုက်ခိုင်းနေတယ်လို့စစ်ကောင်စီရရှိတွေကိုယ်တိုင်မူရစ်ဆေးသုံးစစ်တိုက်နေတာကြုံခဲ့တယ်လို့ဖွင့်ချပါတယ်။စစ်သားတွေကိုရှေ့ကထွက်ခိုင်းပြီးအကြောင်းအမျိုးမျိုးနဲ့တပ်ထဲရောက်လာသူတွေကိုဒုတိယခန်းဆက်မှာ စစ်သားဟောင်းတွေကတော့တတိယနေရာကနေလုံခြုံတဲ့ဘန်ဂါရီထဲမှာနေကြတာလို့ဗမော်တိုက်ပွဲရောက်တက်သားကျော်စရာထွန်းကသူ့ရဲ့အတွေ့အကြုံကိုပြောပြပါတယ်။သေတဲ့သူဆိုတာထက်များသောအဖြစ်ကြောင်သွားတာရှိပါတယ်။ကျွန်တော်မျက်စိရှိတဲ့၃လယောက်ရှိပါတယ်။ညဆိုတရဲမြင်တယ်ဆိုပြီးထွက်ပြေးတယ်၊တနတ်ထားပြစ်တယ်။ပြီးတော့တယောက်တည်းစကားတွေထားပြောတယ်။အဲ့ဒီလူတွေကအစကျွန်တော်တို့ကြုံခဲ့ရပါတယ်လို့တက်သားကျော်စရာထွန်းကပြောတာပါ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းအရခတက်တော်အေအေနဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီကစစ်မှုထမ်းတပ်သားတွေကိုအတင်းအကျပ်ချိန်ချောက်တိုက်ပွဲဝင်ခိုင်းနေတယ်လို့ AAC အလင်းဝင်လာတဲ့တပ်သားမမောင်ဝင်းကပြောပြပါရယ်အော်ခါတက်တော်နဲ့ထိတွေ့မှုဖြစ်တိုင်းကျွန်တော်တို့ပြည်သူစစ်တွေကိုချိန်မောင်းပြီးတော့ရှေ့တက်ခိုင်းပါရယ်ပြည်သူစစ်တွေတေဆုံးပါရယ်လို့တပ်သားမမောင်ဝင်းကဆိုပါရယ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAC အလင်းဝင်ခဲ့တဲ့တပ်သားတဲ့ကောင်းထက်အောင်ကလည်းကျွန်တော်တို့ကိုမဖြစ်နိုင်တဲ့ဟာလုတ်ခိုင်းတယ်။အရှိကနေလှုပ်ပြီးတော့ကျွန်တော်တို့ကိုထိုးကြီးတယ်လို့ဖြစ်လာလို့မနေကျင်တော့လို့ထွက်လာတာဆိုပြီး အလင်းဝင်လာခဲ့တဲ့အခြေအနေကိုပြောပြပါရယ်ဂူလတ်တလောလဲလေးကီကော်မြို့တဲ့တပ်ပွဲမှာစစ်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ပြီးမြို့ကိုသိမ်းဖို့စူးစမ်းနေတာမှာ KNLA PDF ပူးပေါင်းစစ်ကြောင်းတွေကြောင်းရှေ့ဆုံးကနေအများဆုံးသိနေတာလဲစစ်သားတွေပဲဖြစ်ပါရယ်စစ်သားတွေကိုမူရစီတွေကျွေးပြီးရှစ်တက်ခိုင်းတာလို့လဲလေးကီကော်ဒေသမှာတပ်ပွဲဝင်နေကြတဲ့ဒေါ်လန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကော့ဘရာစစ်ကြောင်းတဲ့စစ်ကြောင်းမှုစောကော်ကတော့ မိဘပြည်သူတွေအနေနဲ့ကိုသားလူငယ်အရွယ်တွေရှိရင်ပြည်သူစစ်ထဲပါမသွားအောင်အထူးဂရုပြုကြဖို့သူရဲ့လူမှုကွန်ရက်ကတဆင့်တိုက်တွန်းထားပါတယ်။ဒါကြောင့်လဲဆိုရင်မူရစ်ဆေးတွေကြွေးထားကြတယ်လို့ယူဆရတဲ့စစ်သားတွေဟာကြောင်စစ်စီနဲ့ရှေဆုံးကနေတက်လာကြပြီးဒေါ်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးနေတယ်လို့ပြောပါတယ်။ခုလိုမျိုးစစ်တပ်ကစစ်သားတွေကိုရောစစ်သားဟောင်းတွေကိုပါမူရစ်ဆေးကြွေးပြီးစစ်တိုက်ခိုင်းနေတာကစစ်တပ်အတွက်အသေးခံတိုက်ပေးခြင်းတဲ့အသေးခံတိုက်ရဲတဲ့စစ်သားတွေမရှိတော့တာကြောင့်လို့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကရရှိတအူသုံးသက်ပါတယ်။ဒါကလည်းနေတိုင်းပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေအိမ်တွေမိရှုပ်ဖြက်စီးနေတဲ့စစ်တပ်အတွက်ကိုဂျိုးအာနာတီမျက်ရည်အတွက်ပဲကြီးတဲ့စစ်အာနာရှင်တွေအတွက်ဘဲစစ်သားကားမှအသေးကံမတိုက်ပေးချင်တော့တာကြောင့်ဖြစ်ပါတယ်။ဒီဘက်မှာတကယ်စစ်ရင်နဲ့တိုင်းပြည်ကိုကာကွယ်နေတဲ့သူတွေကပြည်သူကာကွယ်ရေးတပ်မတော်သားတွေနဲ့မဟာမိတ်တိုင်းရင်းသားတပ်တွေပဲလို့အဲ့ဒီရရှိကဆက်ပြောပါတယ်။အခုလိုမျိုးမူရစ်ဆေးတွေစားထားပြီးဆေးကြောင်နေတဲ့စစ်သားတွေနဲ့ရင်ဆိုင်ရတဲ့အခါ ရန်သူကလက်နက်ခဲရန်နဲလာအောင်စစ်ပန်းအောင်လုပ်ပြီးအင်အားသုံးထိုးစစ်ဆင်တဲ့ချွေစစ်ဗျူဟာကိုတုံးတာဖြစ်လို့ဒေါ်လှရေးတပ်တွေကဗျူဟာမျိုးမျိုးပြောင်းကစားရမယ်လို့သူကပြောပါတယ်။နောက်ပြီးအဆုံးသတ်အနေနဲ့ရန်သူပြစ်မှတ်ဖြစ်အောင်တက်ကိုပေါ်တယ်မတီးရဘူး။ပြည်သူစစ်မဟာဗျူဟာနဲ့စစ်ကစားနိုင်ရမယ်လို့အဲ့ဒီအရာရှိကအကြံပြုလိုက်ပါတယ်ရှင်။ People's Prayer ရဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။